ာဒီအတန်ပိုင်ရှင်ဘယ်သူလဲဆိုတာသိကြတယ်ကွာမွိမင်းမန္တလေးသားပဲဟောမင်းကဒီအတန်ရှင်ကဘယ်သူလဲဆိုတာရအောင်ဆုံးကမ်းမယ်ကြားလားအဲနော်လို့အော်ဟော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 ဆန်ဆိုင်နဲ့ကိုဆိုင်နဲ့ဆန်ဆိုင်နဲ့ရိုက်ခဲ့တဲ့အာဘရောက်ကရဲ့ဂီတာပေါ့နော်ဘရောက်ကရဲ့ဂီတာဆိုကျွန်တော်တို့ဒါမန္လေးတကြံတတွင်းလုံးမန္လေးတကြံမှာနေပြီးတော့အာတန်ကတော့ အခုနောက်ပိုင်းကတော့ဟိုကျွန်တော်က state scene နဲ့ဝေးသွားတဲ့အနေအထားဖြစ်သွားတော့ဟိုလှုပ်ချင်တာကတော့ပရိသတ်နဲ့ diet ထိတွေ့ပြီးတော့ဟိုပရိသတ်ကိုအာကြီအောင်မောအောင်လှုပ်ပေးရတဲ့ဟို lotion အလုပ်ကိုတော့ဒါကိုယ့်ရဲ့ဒါပထမဆုံးလာရလမ်းကြောင်းလည်းဖြစ်တာဟိုအဲ့အဲ့ဟာတော့လှုပ်ချင်ဆုံးပဲဒါပေမဲ့အာခုနောက်ပိုင်းလှုပ်ဖြစ်တာကကြတော့အဲတေးဥဆောင်ပိုင်းအောင်ပဲပို့ပြီးတော့လှုပ်ဖြစ်တယ်အော်ပြီးတော့ အခုနောက်ပိုင်းဆိုဒါဒါကျွန်တော်ကျွန်တော်တို့ဆိုဒါရှေ့လူကြီးတွေရှေ့ကလည်းပြန်တင်ရတယ်ဟိုဝင်းစာပြန်ဖြည့်ရတာပေါ့လူရှင်တော်နဲ့ပတ်သက်တာနောက်ပိုင်းအခုနောက်ပိုင်းဟိုကျွန်တော်တို့ပထမဦးဆုံးတေးဦးဆောင်ပစ်တာကပထမဦးဆုံးတေးဦးဆောင်ပစ်တာဆိုတော့ကျွန်တော်ကအာဒီမွေးလူကျွန်တော်ဗလားပြိုင်ပွဲအပီးမှာကြတော့ဟိုဟာဖြစ်တယ်အဲကျွန်တော်တတိယနေ့ရောက်နေပြီတတိယနေ့ရောက်ပြီးတော့ အဲကျန်တဲ့လူတွေကဒုတိယနှစ်ပဲရှိသေးတယ်အဲចောင်းပြီးသွားတယ်ပေါ့အចောင်းပြီးသွားတဲ့အချိန်မှာအိုကောင်တွေကအចောင်းပြန်တက်တဲ့အချိန်ကျကျွန်တော်တော်တော်ဝေးလေးလေးဖြစ်နေလို့ဆိုတော့မှအဲကိုယ့်ကိုယ်ကိုယ်လည်းပြန်ဖြည့်တဲ့အနေနဲ့ဟိုဟာမှာမွေးအော်ဟိုပေါ့ရုပ်ရှင်စီယုံကရုပ်ရှင်စီယုံ2013ခုနှစ် first batch ပေါ့နော်ပထမ batch မှာကျွန်တော်တက်ဖြစ်တယ်တက်ဖြစ်ပြီးသွားတော့အဲ့ရနေပြီးသွားတဲ့အချိန်မှာဥဇော်ကအဲဒီတယောက်ဆောင်ဝါသနာပါလို့ရှိရင် ဒရိုက်တင်လဲလေးလာခြင်းလဲဆိုသူရိုက်ခွင်းကိုလိုက်ကြည့်ဆိုတော့မအဲရိုက်ခွင်းတွေကိုလိုက်ကြည့်တယ်ကြည့်နေတဲ့အခါလေးကျရင်လိုအပ်တဲ့နေရာပေါ့ဝင်သေးဥဆောင်ပေးတယ်ဝင်သေးဥဆောင်ပေးပြီးတော့မှနောက်ကျတော့အဲဟိုပါပေါ့ဥဇော်တို့နဲ့အဲဥဇော်တို့ကားတွေပဲဥဇော်တို့ကားလေးတွေရိုက်ဖြစ်တယ်ရိုက်ဖြစ်ပြီးတော့2014ပေါ့2014မှာကျွန်တော်ကားအက်ဆီဒန့်ဖြစ်တယ်ဖြစ်ပြီးတော့အဲနောက်ပိုင်းနည်းနည်းလေးအဟက်ကွာသွားတယ်ကွာသွားပြီးတော့မှနောက်ပိုင်းအဲဗီဒီယိုဘက်ကိုပြန်ဝင်ပြီးတော့ ဗီဒီယိုကားလေးတွေရိုက်ဖြစ်တယ်။ဟိုမမရရကားကတော့ကားတန်းတော့တော်တော်များများအမတ်တရားရှိတဲ့ကားတွေပါပဲ။ဟိုလုံအောင်အမတ်တရားဒီအချိန်မှာအဲဂျင်မတဲမှာဟိုကြံခဲ့တဲ့ဟွာကတော့ကျွန်တော်ဥပွားနဲ့ရိုက်ခဲ့တဲ့ရန်သူရန်သူကားအပြီးတော့အဟိုဆန်ဆိုင်နဲ့ကိုဆိုင်နဲ့ဆန်ဆိုင်နဲ့ရိုက်ခဲ့တဲ့အဘရောက်ကရဲ့ဂီတာပေါ့နော်။ဘရောက်ကရဲ့ဂီတာဆိုကျွန်တော်တို့ဒါမန်လေးတကြံတတွင်းလုံးမန်လေးတကြံမှာနေပြီးတော့ အတူတူဒီရုပ်ရှင်ဖန်တီးခဲ့ကြအောင်အာတန်နာကတော့အခုနောက်ပိုင်းကတော့ဟိုကျွန်တော်က state scene နဲ့ဝေးသွားတဲ့အနေအထားဖြစ်သွားတော့ဟိုလုတ်ချင်တာကတော့ပြိတ္တနဲ့ diet ထိတွေ့ပြီးတော့ဟိုပြိတ္တကိုအာဂျီအောင်မောအောင်လောက်ပေးရတဲ့ဟိုလူရှင်တော်အလုပ်ကိုတော့ဒါကကိုယ့်ရဲ့ဒါပထမဆုံးလာရလမ်းကြောင်းလေးဖြစ်တာဟိုအဲအဲ့ဟာတော့လုတ်ချင်ဆုံးပဲဒါပေမဲ့အာခုနောက်ပိုင်းလုတ်ဖြစ်တာကကြတော့ အဲတိကျဆောင်ပိုင်းအောင်ပဲပို့ပြီးတော့လုပ်ဖြစ်တယ်အော်ပြီးတော့ခုနောက်ပိုင်းဆိုဒါဒါကျွန်တော်ကျွန်တော်တို့ဆိုဒါရှေ့လူကြီးတွေရှေ့ရလဲပြန်တင်ရတယ်ဟိုဝန်ဆာပြန်ဖြည့်ရတာပေါ့လူရှင်တော်နဲ့ပတ်သက်တာနောက်ပိုင်းအခုနောက်ပိုင်းဟိုကျွန်တော်တို့အငယ်တွေလူရှင်တော်အငယ်တွေရှေ့ရလဲပြန်တင်ရတယ်ဘာလို့လဲဆိုတော့ကိုကပရိသတ်နဲ့ဝေးသွားတခါလေးပွဲဟေးဆိုတော့မှတက်ခဏနေကြလို့ရှင်အအောက်မှာတကယ်ကြီးဂွင်လေးလုတ်ပါအောင်ဘယ်လိုလုပ်အောင်လဲပါညပြောပြီးတော့မှသူတို့နဲ့ညှိနှိုင်းပြီးတော့မှစင်ပေါ်တက်ဖြစ်တာများတယ် ဒါရိုက်တာကတော့ပြောရင်ကိုကိုဒါရိုက်ဒါရိုက်တာလို့တော့မခံရဲပါဘူးမခံရဲပါဘူးဆိုတာဒါဒါရိုက်တာအလောက်ကတာဝန်တအားကြီးတယ်ပေါင်းတော့ရှူတင်တစ်ခုလုံးရဲ့တာဝန်ဝတ်တရားတွေရောရုပ်ရှင်တစ်ခုလုံးရဲ့ဟိုတာဝန်ဝတ်တရားတွေရောအဲ့ဒါခေါင်းပေါ်ထည့်ထားတာဒါကျွန်တော်တို့လုပ်ပြတယ်ဆိုတာတိတိလေးပဲတိတိလေးဆိုတာဒီခါလေးကျရင်ဟို short film လေးတွေ shuffling လေးတွေဒါဟိုပေါ့ပညာပေး shuffling လေးတွေအဲ့အလေးတွေမှာကြတော့ဟိုကွက်ကိုတရုပ်ဆောင်လုပ်ပြီးတော့အဲဒါကိုနဲ့တငယ်ချင်းတွေအတူတူစုပြီးဖန်တီးဖြစ်တဲ့ဟာမျိုးမှာပဲဟိုကွက်ဆရာကြီးဝင်လုပ်တာပါကျန်ကျန်တာဟိုလိုမျိုး driver ဆိုပြီးတော့မှခေါင်းစဉ်မတက်ရဲပါဘူးတခါကျရင်ပရိသတ်ကဒီမေစင်ချင်းနဲ့အဲတာဖပုံစံမျိုးလေးကြော်ညာမျိုးလေးဟိုမြင်ညင်ရတာမျိုးရှိတယ်။ဒါပေမဲ့ကျွန်တော်ကအတားလေး producer မဟုတ်ဘူး။ကျွန်တော်တို့ကြာဒီဘက်ကဟိုကြော်ညာရှင်ဘက်ကအဲဒီလူဒီလူ ရိုက်ဟေးဆိုမှကျွန်တော်တို့ကစုံမြစ်ကြတာဟုတ်စုံမြစ်ကြတော့ကျွန်တော်လည်းဟိုထပ်စုံပြီးတော့မှဟိုထပ်ပြီးတော့မှရိုက်ချင်ပါတယ်အပြီးတော့လက်ရှိကကြတော့ကျွန်တော်ဒီအကျမရေးနဲ့ပတ်သက်တဲ့ပညာပေး short film လေးတွေရိုက်နေတယ်ပြီးတော့အဇလန်းတွဲတွေရောနောက်ဒီရုပ်ရှင်ကားကြီးတွေရောကျွန်တော်ရိုက်ထားရှိပါတယ်အခုလက်တလောကတော့ဟို168နာရီရုပ်ရှင်ကားရုပ်ဖြစ်